ဟိမဝန္တာတောင်တန်းထိပ်သွားကထူးဆန်းတဲ့မင်္ဂလာဦးစွန်ကျွေးအလူလုပ်ခဲ့တဲ့ကြော်ကြော်နဲ့ဆုမျက်နှုတ်မင်္ဂလာဦးစွန်ကျွေးအလူကိုတခြားလူတွေလိုဖုန်ကြီးကြောင်းမှမလုပ်ပဲတူတူကြကြအိန္ဒိယနိုင်ငံဟိမဝန္တာတောင်တန်းတွေအထိပ်သွားပြီးတော့လုပ်ခဲ့ရကတော့ကြော်ကြော်နဲ့ဆုမျက်နှုတ်တို့ဇနီးမောင်နဲ့မောင်အလုံးတိကျတဲ့အတိုင်းကြောကြောနဲ့ဆုမျက်နှာတို့ဟာလက်မထက်ပင်နဲ့အချိန်ကြာကြီးချစ်ကြိုက်ပြီးတော့အတူတူနေရာကြောင့်လူပြောစရာတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီနေ့မှာတော့ကြောကြောနဲ့ဆုမျက်နှာတို့ကလက်ထက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုလက်ထပ်အပြည့်မှာမင်္ဂလာဦးစွန်ကျွေးကိုအိန္ဒိယနဲ့နီပေါနိုင်ငံသားကဟိမဝန္တာတောင်တန်းကိုတွားရောက်ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ကြော်ကြော်နဲ့ဆွမျက်နှူတို့ဟာဟိမဝန္တာမှာမဟာပရိသတ်เจ้าကိုဒေါ်ရဆရာတော်ဘုရားကြီးအားဦးဖျက်ဖျက်မင်္ဂလာဆွန်ကပ်လူခဲ့တာပဲဖြစ်ပါတယ်။ဟိမဝန္တာဆိုတာဘုရားရှင်လက်ထက်ကလည်းသူတော်ကောင်းတွေတရားကျင့်ကြံအားထုတ်တဲ့နေရာဖြစ်ပါတယ်။ဒီလိုတော်ကြီးထဲမှာပဲတရားအားထုတ်နေတဲ့เจ้าကိုဆရာတော်ကြီးကိုဆွမျက်နှူနဲ့ကြော်ကြော်တို့ကမင်္ဂလာဦးစွန်ကျွေးခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမျိုးသူတော်စင်တွေကိုပူဇော်ပါတဲ့ ီးမြင့်ခဲ့ရကြောင်းလည်းအခုဆိုရင်တော့စွမျက်နှာဦးတဲ့ကျော်ကျော်တို့ဟာတိန်းထောင်ကျော်တဲ့ခြံကြီးတစ်ခြံကိုဝယ်ယူနိုင်ခဲ့ရဖြစ်ပါတယ်။အစောပိုင်းမှာတော့စွမျက်နှာဦးနဲ့ကျော်ကျော်တို့ကလက်မထက်လို့ဘာသာရေးကိုမလေးစားလို့စသဖြင့်ဝေဖန်မှုတွေကိုခံခဲ့ရတာပါ။အခုခါမှာတော့အဟိမဝန္တာတော်တိသွားပြီးတော့ကြောက်ကူစရာတော်ကိုမင်္ဂလာဦးဆုံးဆက်ကလူတန်းခဲ့ရကြောင်းအားလုံးကချီးကျူးနေကြတာပဲဖြစ်ပါရဲ့ရှင်။